အားလုံးပဲမင်္ဂလာပါရှင်ယခုရရှိနေရလေးကတော့ကျေးစားကုန်းဆိုင်ကျောင်းတော်အနီးမှာရှိတဲ့နေရာတစ်နေရာကိုရရှိနေရပဲဖြစ်ပါတယ်ရှင်ဟောင်းနိုးရောက်ွားတော်များဟာဒီမနက်9နာရီမှာတော့ကျေးစားဆန်ကျောင်းတော်ကနေပြီးတော့မှပွဲစားကုန်းဆန်ကျောင်းတော်တို့ပင့်ရှိပူဇော်ခံမှာပဲဖြစ်ပါလိမ့်ရှင်။ ပွဲစားကုန်းဆိုင်ကြောင်းတော့မှာတော့နေဆောင်ကတ်လို့ပူဇော်ခံပါပဲဖြစ်ပါတယ်ရှင်။ယခုရောက်နေတာကတော့ဖရားနေဆွန်ကတ်လုံမဲ့ပွဲစားကုန်းဆိုင်ကျောင်းတော်ကိုရောက်ရှိနေရပဲဖြစ်ပါလိမ့်ရှင်။ခုကတော့ဒေတာခန်တွေကဖရားဖူးလာတဲ့ဧည့်သည်တော်များကိုမုံကျွန်းနဲ့လက်ဖက်ကိုအဲခန့်ကျွေးမိနေရပဲဖြစ်ပါတယ်။ ပေါ်မွန်ကျွန်းနဲ့လက်ဖက်ရောပြီးစားတာအင်းလေးရွေးရတဲ့လေးပဲဖြစ်ပါလေရှင်။ပျားဘူးဧည့်သည်တော်များကမွန်ကျွန်းနဲ့လက်ဖက်ကိုအယဘယစားသုံးနေတာကိုတွေ့မြင်ရမှာဖြစ်ပါလေရှင်။ဒီနှစ်စဉ်နှစ်တိုင်းမှာပွဲတွေဆိုလို့ရှိရင်အင်းလေးရွေးရတဲ့လေးအတိုင်းမွန်ကျွန်းနဲ့လက်ဖက်ကိုကျွေးတာပဲဖြစ်ပါလေရှင်။ပွဲစားကုန်းကျေးရွာမှာနှိမ့်စွန်ကတ်တဲ့အခါမှာယခုလိုမုံမြန်နဲ့ကတ်ပါလေရှင်။ ပွဲစားကုန်းဆိုင်ကျောင်းတော်မှာနေဆွန်ကတ်လူပြီးတော့မှမွန်းလဲတနင်္လာရနေ့မှာတော့လင်ကင်းကျောင်းကိုကြွရှိပူဇော်ခံတာပဲဖြစ်ပါတယ်ရှင်။ ။ယခုရောက်နေတာကတော့ဖောင်တောင်ဦးရောက်ပွားတော်များညချင်းပူဇော်ခံမဲ့လင်းကင်းဆိုင်ကျောင်းတော်ကိုရောက်ရှိနေရပဲဖြစ်ပါလိမ့်ရှင်။ဒီနေ့ကတော့တသိန်းကျော်လာဇန်6ရက်နေ့ဖြစ်ပါတယ်ရှင်။ ခုချိန်မှာတော့ဖောင်နှောင်းရောက်ပွားတော်များဟာလင်ကင်းဆန်ကျောင်းတော်တို့ရောက်ရှိပူဇော်ခံနေပြီပဲဖြစ်ပါတယ်ရှင်။လင်းကင်းဆိုင်ချောင်းတော်မှာဆိုရင်အစ်အနေနဲ့ရရမှာဖျားပွဲတဲ့တော်များဒီကလည်းရှိပါတယ်ရှင်။ခေါင်းတော်ဖျားပွဲတော်ကိုအော်တိုဘာလာကိုရနေဒီပြန်တော်မှာဖြစ်တဲ့အတွက်အနေနဲ့ရရမှာဖျားပွဲတဲ့တော်များကိုလာရောက်ပူဇော်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။